ဟယ်လိုအားလုံးပဲမင်္ဂလာပါစတူဒီယိုနဲ့ပြန်လဲကြိုဆိုလိုက်ပါရစေဒီပတ်ပရီးမီးယားလိပွဲအနေနဲ့မန်ချက်စတာယူနိုက်တက်နဲ့ဆန်ဒါလန်အိုထရက်ဖို့မှာတွေ့မယ်ဆန်ဒါလန်ဒီယာဒီအစတာထွက်ကတော့တော်တော် ကောင်းနေတယ်ပေါ်ဖော်မန့်တော်တော်ကြီးအဆင်ပြေနေလို့ပြောလို့ရတယ်သူ6ပွဲကစားပြီးတော့အဲစက်တမတ်နဲ့အတူတူအဆင်၄မှာရှိနေမန်ချက်စတာယူနိုက်တက်ကတော့သူက6ပွဲကစားပြီး9မှတ်နဲ့အဆင်၄မှာရလက်တီးကကောင်းလာမနေသေးဘူးပေါ့နော်ဆန်ဒါလန်ပြီးခဲ့တဲ့ playoff ကစားခဲ့တဲ့အသင်းလို့မဟုတ်တော့ဘဲနဲ့ဒီချိန်မှာသူတို့ဟိုလူလူအင်အားထပ်ဖြည့်တဲ့ ပုံစံမျိုးတွေနဲ့ပို့ပြီးတော့ကောင်းလာတာကိုမြင်ရတယ်။အထူးသဖြင့်ဇာကာပေါ့နော်။ဇာကာရောက်လာတာသူတို့ကွင်းလေကိုတော်တော်ကြီးတောင်းသွားစေတယ်။အဲဇာကာရဲ့ဒီ throw ball တွေကတော်တော်ကြီးကိုအဆင်ပြေနေတယ်။ဆန္ဒလန်အဓိကလက်နက်ကတော့ throw ball ပဲ။ဒီနောက်တန်းရဲ့နောက်ကွက်လက်ကို space ကိုရှာပြီးတော့ဘောလုံးမျောပေးနိုင်တယ်။တိုက်စင်မှုဒီရှေ့တန်းတိုက်စင်မှုအဲ isda isdor ပေါ့နော်။သူကလည်းအဲလမ်းကြောင်းရှာပြီးပြေးတဲ့နေရာမှာတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်။အဲ့တော့ အဲဒီဟာနဲ့မန်ချက်စတာတဲ့တဲ့နောက်တန်းကဒီတယောက်တယောက်တိုင်ပင်မကိုက်မှုတွေနဲ့ပြဿနာဖြစ်သွားမှာတော့ဆိုရတယ်ပြီးတော့ Chris Rich တို့ကလည်းဒီလူငယ်ကစားသမားတွေထဲမှာနည်းနည်းလေးဟိုနာမည်ရထားပြီးသား player ပေါ့နော်အဲ့တော့ပြီးတော့အရန်လူထဲမှာလည်း Miranda လေးကိုနည်းနည်းလေးကျွန်တော်ဆန်နလမ်းမှာဆိုနေသဘောကျတယ်ပြီးခဲ့တဲ့ player တော့ကလည်းဒီကောင်ဝင်လာကမှတော်တော်ကြီးကိုဆန်နလမ်းပို့ပြီးတော့ကစားပုံတက်လာပေါ့တက်လာတယ်ပေါ့နော် individual skill ကောင်းတယ်အဲ့တော့ United နောက်တန်းအနေနဲ့ နောက်ပိုင်းပွဲပွဲနှောင်းပိုင်းမှာပြဿနာတက်လာတာမျိုးရှိနေတယ်တကယ်တကယ်တော့ဆန္ဒလန်ကိုအလောက်ကြီးစဉ်းစားနေကြမလို့ United ကကိုယ့်ပြဿနာနဲ့ကိုဖြစ်နေတာအဲ့တော့ United ကဘယ်လိုကစားရမလဲအားလုံးတည်တိုင်းကွင်းလည်ရတော့လွယ်ချက်တွေရှိနေတယ်အဲဒီ Bruno Fernandes ကိုအဆင်ပြေအောင်နေတယ်ပြီးတော့ဒီတခြားသူနဲ့တွဲဖက် player လည်းကောင်းကောင်းကန်ကန်မရှိဘူးဒီဘက်မှာတော့ Artes ရာနဲ့ Casemiro ပြန်ပါလာပြီပြီးတော့ Amadia လို့ဒီဘက် ပြန်ပါလာမယ် Okay အဲ့လူစင်းဘယ်လိုလူစင်းဘယ်လိုချမလဲအဲ့တော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ကျွန်တော်အခုယူစားတဲ့ဒီလူစင်းကတော့ကိုသမားကတော့ကျွန်တော်ဗျန်တဲကိုပဲစပီထားမယ်ဗျာဒီစနင်းစနီလမန့်စ်ကိုကျွန်တော်လည်းမြင်နေတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲကရသွားတဲ့ကိုကလည်းဘီအန်ဒဲရှိရလားဆိုတော့ဘီအန်ဒဲကိုပဲသူပို့ပြီးတော့အာကိုကျင်စိတ်ရှိလိမ့်မယ်အဲဒါကဟိုပါပေါ့ရေရှည်အတွက်မကောင်းဘူးဆိုပေမဲ့လည်းပဲဒါပေမဲ့ဘီအန်ဒဲကိုပဲသူအာကိုမယ်လို့ကျွန်တော်မျှော်လင့်နေထင်နေတယ်ပေါ့နော် နောက်တန်းကတော့ဒီဘက်မှာယူယူပြန်ထည့်ခြင်းလေဗျာကျွန်တော်တို့ဒီသရိုးဘောတွေကိုလိုက်ဖို့တက်ဖို့ယူယူလိုတယ်ပြီးတော့ AD ရဲ့ AD ရဲ့လည်းဒီ Premier League အသင်းတိုင်း AD ရဲ့အားကိုးတယ်ဆိုရင်မဒီဘက်မှာတော့ဒီသရိုးဘောကိုပို့ပြီးတော့ဟောသူမျှော့ပေးတဲ့ဘောလုံးတွေကိုပို့ပြီးတော့လိုက်ရမယ်လို့ကျွန်တော်မျှော်လင့်နေတဲ့အတွက်ယူယူကျွန်တော်ထည့်ထားခြင်းနဲ့ကိုယ်နောက်တန်းနောက်တဲ့စနာမေစနာဘက်ပေါ့နော်စနာဘက်ကတော့ delay ပဲနောက်တဲ့တနေရာတော့ loose shot ပဲတခြားလူမရှိဘူးတော့ win back တွေ win back တွေမှာအခု အဲအမက်ဒီယာလိုပြန်ပါလာပြီအမက်ဒီယာလိုပြန်ပါလာပြီဆိုတော့အာဒါလော့ဖြစ်မလားအမက်ဒီယာလိုပြန်မလားဒါကတော့စဉ်းစားစရာရှိတယ်ကျွန်တော်တော့ဒီဒီဆန်နာလန်လိုအတင်းကိုဒါလော့တော့မသုံးညင်တော့ကျွန်တော်အမက်ဒီယာလိုနဲ့ပဲတိုက်ခင်းတယ်ဗျာအဲ့တော့အမက်ဒီယာလိုထည့်လိုက်မယ်အမက်ဒီယာလိုထည့်လိုက်မယ်ပြီးတော့နောက်ထပ်တစ်ယောက်ကတော့ဒီဘလူးနိုဖာနက်ဒန်နဲ့ကက်စမဲလိုဒါကတော့ကျွန်တော်တို့မှာဘာမှရွေးချယ်စရာမရှိဘူး နောက်ထပ်ဒိုဂူလားဒလော်လားဒါတော့စဉ်းစားစရာရှိတယ်ဒိုဂူကပရီးမီးယားလိမှာ cross successful အကောင်းတဲ့အထက်မှာပါတယ်အဆင့်လေးလားမသိဘူးအဲ့လောက်ထိ cross ကောင်းကောင်းတင်ထားနိုင်တယ်ပြီးတော့ Manchester United ရဲ့ကစားပုံကလည်း cross ကိုအားကိုးတယ်ပရီးမီးယားလိမှာ cross successful အဖြစ်ဆုံးအသင်းဖြစ်နေတယ်ဆိုတော့ဒိုဂူကိုအာဒိုဂူသုံးမယ်လို့ကျွန်တော်ပုံပြီးထင်တယ်ဒါလော့ပါလာရင်ဒီက chance creation တွေ ပိုင်းမှာပို့ပြီးတော့ကောင်းလာတယ်ပို့ပြီးကောင်းလာဒါဘယ်သူပဲနေနေပါကျွန်တော်ကတော့ဒူကူပဲရွေးလိုက်မယ်ဒါတော့နားပေးလိုက်တော့ပဲเนาะအဲဒီရှေတန်းရှေတန်းနဲ့ဒီနေရာအန်ဘူဘူတေးကြတယ် right ကတော့အန်ဘူဘူတေးကြတယ်နောက်တ နောက်ထပ်နှစ်နေရနောက်ထပ်နှစ်နေရတကယ်စဉ်းစားစရာရှိတယ်ကျွန်တော်တို့ဘသူ့ကိုတုံးပါလဲကျွန်တော် Casemiro နဲ့ Bruno Fernandes မှာအဓိကအားနည်းချက်ကသူတို့ရဲ့ဟို stamina ပေါ့နော်အဲဒီတပွဲလုံးမကစားနိုင်တဲ့ stamina အဲ့တော့ဒီလုံလုံအားလုံးလိုတယ်အဲ့တော့ speed တွေအများကြီးပေးရတယ်ပြီးခဲ့တဲ့ Bradford နဲ့ပွဲမှာသူတို့အဲဒီ Bruno နဲ့ Ugadi နှစ်ယောက် ကနေဘောလုံးလွတ်သွားတဲ့အချိန်မျိုးသူတို့နေမရှိတဲ့နေရာမှာ breath for လွတ်လွတ်ကျွတ်ကျွတ်ကန်တင်ပြီးတော့ဒီခွင်းရီးတွေဖန်ပြီးသွားနိုင်တယ်အဲ့လိုမျိုးမဖြစ်ဖို့ဆိုရင်လှုပ်အားနှုံးကောင်းဖို့လိုနေတယ်အဲ့ဒါကပြဿနာဖြစ်နေတယ်သူတို့ကနေရာတိုင်းဒီနေရာတိုင်းမရောက်နိုင်တော့လှုပ်အားနှုံးလိုနေလှုပ်အားနှုံးလိုနေပြီဆိုရင်လွတ်လွတ်လပ်ဒီဟာဆန္ဒလန်းက throw ball ကောင်းတဲ့အသင်းမှာလွတ်လွတ်လပ်ကျွန်တော် throw ball ပေးခွင့်ပေးလိုက်ကျွန်တော်တို့နောက်တန်းကလိုက်နေမှာမဟုတ်ဘူးသူတို့ကကျွန်တော်မစ်ဆင်မောင်ရဲ့လှုပ်အားနှုံးကိုကျွန်တော်လိုချင်တယ် မေးစမောက်ပြဿနာကမေးစမောက်ပါလာရင်ရှေ့မှာကကိုညာပဲဖြစ်ပုံများအဲ့တော့ကိုညာပေါ့နော်တကယ်တော့ဗျာကိုညာသာမေးစမောက်လိုမျိုးအလုပ်ကိုဒီကွင်းလေကိုလိုက်ပြီးကူနေနိုင်တယ်ဆိုရင်ကျွန်တော်ဆက်စကိုအသုံးလို့ရတယ်ဒါပေမဲ့ကူလောလောဆယ်အခြေအနေမှာတော့ဒီ United ကဒီ away ball တွေနဲ့ကစားတယ်ဒီကြလာတဲ့ဘောလုံးတွေကိုလိုက်ကောက်တယ်ဒီလိုဒီလိုပုံစံမျိုးမှာမေးစင်မောက်ကပို့ပြီးတော့လိုက်ဖက်တယ်လို့ကျွန်တော် မြင်နေတယ်အဲ့တော့ Mason Mount ကွန်ညာဒီဘွဲမှာ Sasco တော့အနာပြလိုက်မယ်ကျွန်တော် Sasco ကိုသွင်းစေချင်တာမျိုးရှိတယ်ဒါပေမဲ့ Loss အသင်းရလက်ကောင်းမှုကိုကျွန်တော်ပို့ပြီးဦးစားပေးခြင်းတဲ့အတွက်ကျွန်တော်ကတော့ဒီလိုပုံစံတိုင်းပဲထွက်လာမယ်လို့ထင်တယ်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့လူစင်းပေါ့နော် Okay အဲ့တော့လူစင်းပြီးတော့ရလက်ပိုင်းကဘလို့ဖြစ်လာနိုင်လဲပေါ့နော်ပုံမှန်အားဖြင့် Manchester United ကရလက်တီစိုးရွားနေဒီတိုင်အောင်ဒီလိုမျိုး ဒီလို international break နာနေရင်ရလက်ပေါင်းရလက်ပြန်ကောင်းတက်တာမျိုးရှိတယ်ရလက်ပြန်ကောင်းလဲဆိုတာဒီပွဲမှာတေးလည်းဖြစ်ခင်ဖြစ်သွားနိုင်တာပဲ sunderland ကကူလောသမဖောင်းရောပုံတော်အကုန်လုံး united တက်အများကြီးပိုကောင်းနေတယ် sunderland ပိုကောင်းတယ်လို့ပြောရတာတော့မကောင်းဘူးเนาะဒါပေမဲ့တကယ်လည်းပိုကောင်းနေတယ်ဆိုတော့ manchester united အနေနဲ့ဒီပွဲမှာတော့ပြန်ပြီးတော့အော်သူတို့ပါလေသူတို့ ਨੇ ထိုက်တန်တဲ့ຢာတော့သူတို့ပြန်ပြီးတော့ပေးသိမ့်ပြီလို့ထင်တယ်အဲ့တော့ဒီပွဲရှုံးရင်နီးပြ ိစ္စဘာညာကတော့ကျွန်တော်စိတ်ဝင်စားဘူးဘာလို့လဲဆိုတော့ဒီလိုမျိုးရှုံးဝဲနိုင်ဝဲနဲ့နီးပြရဲ့အနာဂတ်ကိုဆုံးဖြတ်တာမျိုးကျွန်တော်မကြိုက်ဘူးဖြုတ်ချင်ရင်ဒီဘွဲရှုံးနေနိုင်ဖြစ်စေဖြုတ်ရမှာတာဝန်ထားမယ်ဆိုရင်လည်းထားလိုက်အချိန်တိုင်းတာတစ်ခုထိသူတို့သူတို့စိတ်ကျနေတဲ့ဒီထားလိုက်ဒီလိုမျိုးရှုံးဝဲနိုင်ဝဲကိုဒီဒီဘွဲရှုံးရင်နီးပြပြုတ်မယ်ဆိုတာမျိုးကျွန်တော်ဘယ်တော့မှမကြိုက်ဘူးအဲ့တော့ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေဖြုတ်ချင်ဖြုတ်မဖြုတ်ချင်ဖြုတ်ဒါအကိစ္စကိုမစိုးရင်အအကိစ္စကိုကျွန်တော်စိတ်ဝင်စားဘူးအဲ့တော့ဒီဘွဲကနီးပြနေလဲဘာမှမပတ်တက်ရဘူး ဒါပေမဲ့နီးပြနေတဲ့ရာလကောင်းရအောင်ပြန်ပြီးတော့လုံနိုင်တဲ့အဓိကတော့စိတ်တက်ပိုင်းပဲစိတ်တက်ပိုင်းသာအဲဒီကြိုးကြေမလွယ်ဘူးဆိုရင်ကျွန်တော်ဆန်းလန်းကိုမနိုင်စရာအကြောင်းတော့မရှိဘူး Ultra Form ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျားတို့ဘယ်လိုမြင်လဲမသိဘူး Like Subscribe ရေလုပ်ပြီးတောင်းဆိုပါတယ်